ားလုံးမင်္ဂလာပါ Behind the scenes Arsenal နဲ့ choose လိုက်ပါတယ်ဟိုဒီနေ့မှာတော့ကျွန်တော်ဒါ Arsenal နီးပြ Mikel Arteta ရဲ့ဒါအနာဂတ်နဲ့ပတ်သက်ပြီးတော့အကြေတဝင်လေးဒါကျွန်တော်သုံးသက်ဆွေးနွေးသွားချင်ပါတယ်ဟို ACC ပဲဒါကြက်တဝင်းဒါလုံးဝပတ်ပေါင်းဆောင်ကနေဒါဒီ topic ကပေါ့နော်ပြောစရာပတ်ပေါင်းဆောင်အများကြီးအများကြီးပြောရမှာဖြစ်တဲ့အတွက်ဟိုပြောရတာတော့လွယ်တယ်အများကြီးအများကြီးထည့်ပြောရမှာဖြစ်တဲ့အတွက်ဗီဒီယိုကတော့နည်းနည်းတော့ရှည်လိမ့်မယ်အဲ့တော့じゃတော့အချိန်ရှိမှပဲကြည့်ကြပါဦးနော်ဟိုတကယ်ကြည့်ရင်လည်းဆိုရင်တော့ဆိုတော့ဒါ ဒါတော်တော်တော်ပဲစပြောလိုက်ပါမယ်အရင်ဆုံးဟိုအာဒီတာကခုအာဆင်နယ်မှာဖလားလက်မဲ့ဖြစ်တာ9နှစ်ရှိပြီဆဆကိုင်ခြင်းတကယ်ဟိုဒါတက်ပြတ်နေတဲ့အစုဘွဲနဲ့တောင်မှဟို FA ဖလားကိုရအောင်ယူနိုင်ခဲ့တယ်ကာတာဝန်ဖလားနှစ်နှစ်ဆက်ကာတာဝန်ကာတာဝန်ဖြစ်သွားတဲ့ဒီ community ရှိနှစ်နှစ်ဆက်ရခဲ့တယ်ဘာပဲပြောပြောဒါအတိမတ်ပြူစရာဒါဘယ်လိုပြောထိုက်ထဲလေးပဲเนาะဒါပေမဲ့အဲ့နောက်ပိုင်းမှာ အဲ့ကစားမအစုဖွဲ့ထက်အစာအုံးများစွာတာတဲ့ကစားမအစုဖွဲ့ကစားပုံတွေတိုးတက်လာပါလျက်နဲ့ကာရာဝန်ဖလားလေးတောင်မှမရတော့တာငားနေရှိပြီဟိုကျွန်တော်တို့ဒါအာဆင်ဖန်ကားခေတုံးကဖလားလက်မဲ့ရာသီဖြတ်တန်းခဲ့ရတာမှတ်မဲ့ရာ၈ရာသီကြာခဲ့တယ်နောက်ဆုံးဒါ Mercedes OZ ကိုဖြည့်ပြီးရဲ့နှစ်နောက်နှစ်မှာမှကျွန်တော်တို့ဒါ FA ဖလားပြန်ရတယ်ဗောနော်အဆုံးသက်နိုင်ခဲ့တယ်အခု Adidas ကအဲ့နှစ်တုန်းကဒါအာဆင်ဖန်ကားခေတုံးကကျွန်တော်တို့ ဖလားလိုက်မဲ့ဖြစ်တယ်ဆိုတာလူစင်းကိုလည်းကြည့်လိုက်အောင်တကယ် Emirates Stadium ဆောက်လိုက်တဲ့ effect တွေကနေလူတွေလုံးဝအင်အားမဖြည့်နိုင်ဘူးလူတွေကောင်းကောင်းမဝင်နိုင်ဘူးပြင်တယောက်ပြီးတယောက်ထုတ်ရောင်းနေရတယ်အာဘမ်ဘာစီနာဆရီဟိုစက်ညာအကုန်ထုတ်ရောင်းနေရတယ်ဆိုဆိုတော့ဟိုလက်ခံလို့ရသေးတယ်ဒီလောက်ထိဆိုးလို့မလို့ဒီလောက်ထိဖလားများဒါပေမဲ့အခုအာတီတာကြတော့အဲ့ဟာကြီးနဲ့ရှင်တကယ်အရင်ကောင်းပါတယ်တကယ်ဒါဥရောပရဲ့ elite level ရောက်လာပါလျက်နဲ့အာဆီဝင်ကားရဲ့ အရန်နှစ်ကြာခဲ့တဲ့ဖလားလဲမဲ့ရာသီ၈ရာသီကိုမှီဖို့ကသုံးနှစ်ပဲလိုတော့တယ်တဝက်ကျော်လာပြီဒါကြီးကတကယ်တွေးကြည့်လိုက်ဘလို့မှမဖြစ်တဲ့ကိစ္စကြီးဆိုတော့ဟိုဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒါဝေဖန်တဲ့လူတွေပေါ်လာတာလည်းမမားပါဘူးဒါဝေဖန်တင်ပါဆိုတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့အရင်ဆုံးပြောရမယ်ဆိုရင်တော့ဒါအာဒီတာရဲ့ဒါတူးချင်းပေါ်အရင်ဆုံးဝေဖန်ခြင်းနဲ့အာဒီတာဘယ်လိုလူမျိုးလဲဟိုပထမဆုံးဒါဘောလုံးနဲ့ပတ်သက်ပြီးတဲ့ဒီနီးနီးဘူးဟာနေစနစ်ပိုင်းနဲ့ပတ်သက်ပြီးရင်တော့အာဒီတာကိုကျွန်တော်အနေနဲ့ ဟိုအကျွေးမဲ့ယုံကြည်ရဲ့တကယ်အာတီတာထူးချွန်တဲ့နေပြတကယ်အာတီတာလိုမျိုးဒီလိုနေပြဟာနေစနစ်ပိုင်းထူးချွန်တဲ့နေပြမျိုးကမ္ဘာမှာအခုလက်ရှိနေပြလောကထဲမှာဟိုထိတ်ဆုံးဟိုထူးချွန်တဲ့ထင်တဲ့ပေါ့နေပြတွေရုပ်ပြပါဆိုရင်ကျွန်တော်တွေနေအဲ့ထင်မှာတေချာပေါ့အာတီတာပါမယ်ဆိုတော့တိတေတာတေချာတယ်ဟိုဘာမှမဟုတ်တဲ့ဒီဘယ်လိုပြောမလဲဒီရိုးရိုးပရိသတ်တွေတာမန်ပရိသတ်တွေတော့သွားမမင်းနေပေါ့အာတကယ်ဘောလုံးကိုအာတကယ်တမာတမဲကြားတဲ့ကလောင်ချင်တွေပဲဖြစ်ဖြစ် ဒီ channel list ကိုပဲဖြစ်ဖြစ်မင်းရောတရားဝအာဒီတာထိတန်းနေပြတယ်မှာပါတယ်အာဆိုဘာလို့လဲဆိုရင်ဟိုကျွန်တော်တို့ကဒီဖလားရတာများတာကြတော့ long term နဲ့သွားတာဒီဖလားပြန်ပွဲကိုဘယ်လိုချင်းကပ်မလဲဘယ်လိုလူထုပ်ပုံမျိုးနဲ့သွားမလဲဘယ်လိုမျိုး rotation လုပ်မလဲဘယ်လို management ဘယ်လိုလာမလဲပြီးရင်ကိုယ်ပိုင်တွေလို့မရတဲ့ဒါ other factor တွေရှိတယ်ကျွန်တော်တို့ဒါဒီ injury တကယ်ကသာမ injury ရသွားတာတွေအပြင်ပွဲပွဲအလှည့်ပြောင်းဖြစ်သွားနိုင်မဲ့ဒါ racket တွေ penalty တွေ ဒီလိုမျိုးဟာတွေကျွန်တော်အာလာဖက်တာတွေအများကြီးရှိရတဲ့အတွက်ဒီရေရှည်သွားတဲ့ဒါဖလားတွေမှာဟိုရတာများတာကြတော့သူ့ရဲ့အည်သွေးသူ့ရဲ့ဒီပွဲတပွဲချင်းပေါ်ချင်းကက်တဲ့နီးစနစ်ပိုင်းနီးမျိုးဟာပိုင်းကိုကျွန်တော်တို့သွားပြီးဟိုနှိုင်းရှင်လို့မရအောင်ကျွန်တော်နီးပြပါမယ်နီးစနစ်ပိုင်းသုံးသက်ရှင်နေဆိုရင်သူတပွဲချင်းကိုကျွန်တော်ကကြည့်ရမှာတပွဲချင်းကိုကြည့်မယ်ဆိုရင်အာဒီတာနေနဲ့ကဟိုအခုလက်ရှိမှာဒီပရီးမီယာလိတိုင်ပွဲတွေမှာပြောမယ်ဆိုရင်ဟိုကြီး6ကြီးကိုမရှုံးတော့တာကျွန်တော်နှစ်နှစ်ကျော်လာပြီနှစ်နှစ်ကျော်လာပြီအားလုံးတည့်တဲ့အတိုင်းပဲအရင်တော့က ဒါမန်စီးတီးတို့လီဗာပူးနဲ့တွေ့မယ်တွေ့ပြီဆိုရင်ရှုံးမှာအသေးချာပေါက်တည်တယ်ဟိုဂိုးပြက် 4D 5D မရှုံးဘူးပဲကျွန်တော်ဆူတောင်းနေရတဲ့ခစ်တွေနှစ်တွေတကယ်လဲ 4D 5D နဲ့ရှုံးတာပဲအဲ့လိုမျိုးအခြေအနေတွေကနေအခုအာဒီတာကဘလို့အသိမျိုးမဆိုဘယ်ပွင့်မှမဆိုမရှုံးတော့ဘူးလူတယောက်ရောလည်းမရှုံးဘူးအာဒိုင်ကဒီမမြတာတဲ့ဆုံးဖြတ်တွေချလည်းမရှုံးဘူးအဓိကကမှဒိုင်ရလည်းမရှုံးဘူး ဲ့လိုမျိုးနေထောက်ရောက်ရှိလာဖြစ်တဲ့အတွက်ဒီတပွဲချင်းဒီပေါ်ချင်းကတဲ့ပုံစံကဘယ်အသင်းဘယ်လိုနည်းပြမျိုးဘယ်လိုကစားမမျိုးအစုဖွဲ့မျိုးမဆိုအာဒီဒါကတကယ်အနိုင်ယူနိုင်တဲ့အစွမ်းစားမျိုးရှိရသောကျွန်တော်လက်ခံထားလို့ရတယ်လောလောလတ်ဒါရီယယ်မက်ထရစ်လိုသင်းမျိုးလဲနှစ်ကြော်လုံးအင်ဝင်ဝင်ပဲနိုင်ထားတယ်ဆိုတော့ဒါတွေကိုကျွန်တော်ကြည်ချင်းရပြင်အာဒီဒါရဲ့ဒါတူချင်းဒါနေ့စနေပိုင်းနေ့ပြောင်းပိုင်းနဲ့ပတ်သက်လို့ဘာမှအဝေးပန်းစရာမရှိဘူးတကယ်ကောင်းတဲ့နည်းပြဒါပေမဲ့ဒီလိုမျိုးကောင်းရင်ဒါနဲ့ဘာလို့မို့ဒါလောင်းထန်းဒီဖလားတွေမှာ ဒါချန်ပီယံလိဆိုတာလည်းဒါ long term မှာပဲကျွန်တော်တပွဲကံပြီးတန်ရတဲ့ဖလားမဟုတ်ဘူးဒီပြိုင်ပွဲရေရှည်ခံရတာပဲအမှတ်ပေးနဲ့ကွာတယ်ဆိုပေမဲ့အဲ့လိုမျိုးဖလားပြိုင်ပွဲတွေမှာဘာလို့အာတီတာမရတာလဲဘာလို့အားနေချက်ရှိရလဲသုံးသက်ရမယ်ဆိုရင်ကျွန်တော်အနေနဲ့ဟိုခေါင်းစင်တက်ချင်တာကတော့ခေါင်းမာမှုပေါ့အာတီတာအနေနဲ့ခေါင်းမာလို့မို့ဥရဲ့အားနေချက်ခေါင်းမာလို့မို့လို့ဒီဖလားတွေမရလို့ပဲကျွန်တော်သုံးသက်တယ်ဘာလို့လဲဆိုရင်အခုအားလုံးဒီအတိုင်းပဲကစားသမားတွေကိုဒါ rotation နဲ့လူမထုတ်တာတွေ ကစားကွက်တွေကိုမပြောင်းရဲတာတွေဟိုသူယုံကြည်တဲ့လွယ်လူဟာလွယ်လို့တခြားလူတွေယုံကြည်မရှိတာတွေဟိုဒီအသင်းပေါ်ကိုတခြားပြန်ပြန်အသင်းပေါ်အခြေအနေကိုမူတည်လိုက်ပြီးတော့ဒီ proactive reactive way တွေကိုလိုးတလို့မချိနိုင်တာတွေဒါတွေကကြာကျွန်တော်ခေါင်းပါလို့ပဲကျွန်တော်သုံးသက်ခြင်းနဲ့သူ့ရဲ့ကန်ဆွဲထားတဲ့ယုံကြည်မှုသူကန်ဆွဲထားတဲ့ဒါဘယ်လိုပြောမလဲဒီ new view ဟာတွေကို तू မစွန့်လို့ခြင်းမှု ဘလို့အတင်းနဲ့ပဲတွေ့တွေ့ဘလို့ပြန်ပွဲဘလို့ဖလားပြန်ပွဲမျိုးဝါဖြစ်ဖြစ်ဘလို့ပဲအရေးကြီးကြီးဘလို့ပဲအရေးမကြီးကြီးသူကဒီအပွဲကိုနိုင်ရမယ်သူနီးသူဟန်နဲ့နိုင်ရမယ်ဒီလိုမျိုးစိတ်ထဲပဲသူလည်းရှိတယ်အဲ့တော့ဘလို့လားအပ်တဲ့ကျွန်တော်မြင်ရတယ်ဒါဟိုအားလုံးပင်ပန်းနေတာတွေဒဏ်ရရတာတွေအာဒီလိုမျိုးအတင်းကိုဒီလိုမျိုးထိုးပေါက်လို့မရမင်းတည်တည်နေတယ်ဇတိုက်ထိုးပေါက်နေနေမရဥမာထားပါလို့ဒီနီယူကာဆယ်ကိုကျွန်တော်ရှုံးခဲ့တဲ့ဟာလေးဆိုရင်ဒီအတင်းနဲ့တွေ့တယ်ဒီလိုမျိုးကစားကုန်းနဲ့ပြန်လို့ရှုံးတာတည်တည်နေနောက်ပွဲမှာဒီလိုမျိုးကစားကုန်းနဲ့စက္ကန့်နဲ့ဒီလိုမျိုးပုံစံမျိုးနဲ့ပဲရှုံးတယ်အဲ့လိုမျိုးရေပေါ့နော် ုအားကြောင့်မို့အာဒီတာအနေနဲ့ကတကယ်ရာသင်းတဲ့အနေထားရာသင်းတဲ့ဖလားတွေကိုဒါမရလို့ပဲကျွန်တော်သုံးသက်ခြင်းနဲ့ဒါအာဒီတာအပိုင်းဆိုတော့ဒီလိုမျိုးအနေထားမှာဒါအသင်းအနေနဲ့အာဒီတာကိုဆက်ရှိမလားပိတ်သက်တွေအနေနဲ့အာဒီတာဆက်ထောက်ခံမလားဒါကိုကျွန်တော်ဆက်ပြီးဆွေးနွေးသွားမယ်အရင်ဆုံးပြောချင်တာကတော့ဒေချာပေါက်ဒါအာဒီတာနောက်တစ်နှစ်ဖလားမရဘူးဆိုရင်တောင်မှအသင်းရနေထွက်ရမှာတော့မဟုတ်ဘူးဘာလို့လဲဆိုရင်အသင်းကလည်းတည်ရဟိုလက်ရှိအာဒီတာကြောင့်မို့လို့ဒါပဲ ဒီအနေအထားတွေပြောင်းရောက်လာတယ်တကယ် financial ဘိုင်းမှာလည်းတော်တော်တောင်းတနေပြန်ဖြစ်လာတယ်ကစားမအစုဖက်မှာလည်းပြန်ပြီးကောင်းလာတယ်ဂုံတိခါရလည်းပြန်တက်လာတယ် image တွေလည်းပြန်တက်လာတယ်တကယ်ပြန် champion league ပြန်ပွဲကိုလည်းဒါအေးဆေးဆေးပူဆံလို့ပဲနဲ့ကန်နေရတယ်ဆိုကြတော့ဟိုဒီလိုမျိုးနီးပြမျိုးကိုတော့ဒီလိုမျိုးခေတ်ကာလမျိုးမှာအာဆင်နယ်ပုတ်ဖွယ်ရလို့လည်းကိုကိုထုတ်မှာမဟုတ်ဘူးဒီတနည်းနည်းအတွင်းရတော့ဘာလို့လဲဆိုရင်အခု United တို့ဒါစပါးတို့ Chelsea တို့ကိုကြည့်ဒီ Champion League မပြောနဲ့ဒီယိုပါဠိဘာညာတော်မှနတ်မှန်မဲ့အနေထားမဟုတ်တော့ဘူးသူဆိုတော်တော်လေးကို United ကြာ United နဲ့စပါဆိုရင်ဒီရာသီမှာတော်တော်လေးကိုစိုးရွားသွားတာတကယ်လို့တော်တော်လေးကိုစိုးရွားသွားတာ16 16ခွန်သွားတကယ်ဒီဒီ Premier League ရဲ့ဒါ Big 6အနေနဲ့ဘလူမောက်ဟိုဒါကျွန်တော်အနေနဲ့ဒီယာစီမစခင်ကကြိုးလုံးကတွေးမထားတွေးလို့မရတဲ့အနေထားမျိုးကြီးရောက်သွားတာဆိုဒီလိုမျိုးဒီပြိုင်ပွဲအသင်းတွေအများကြီးလိုမျိုးဖြစ်နေတဲ့အချိန်မှာဟိုအသင်းအနေနဲ့ အာဒီဒါတရားမထုံအောင်မဟုတ်ဘူးဘာလို့လဲဆိုရင်ဒီအာဒီဒါဖလားယားဘုရားဒီလက်ရကန်လေးပဲလိုတော့တယ်အဲ့ကြောင့်သူဒီမရသေးတောင်မှဒီလက်ရကန်လေးကိုသူတို့စောင့်ပါပဲသူတို့ဒီမမြင်နိုင်တဲ့ risk တွေအများကြီးယူပြီးနောက်နီးပြအစ်တတွေလာပြီးဘယ်လိုမျိုးဖြစ်သွားမလဲမသိတဲ့ risk တွေကိုသူတို့မယူဘဲနဲ့အာဒီဒါကိုပဲဆက်ခံထားမှာပဲတရားပေါ့အဲ့တော့ကြတော့အာဒီဒါလေးကိုနောက်နေ့ပြင်ဖြုတ်ထွက်ရမလားမထွက်ရမလားလေကျွန်တော်ဘာမှစိတ်ပူနေစရာမလိုဘူးပပောင်းဆိုတော့တိုက်တဲ့ဘက်ကနေတွေးကြည့်တရားပေါ့မထုတ်ဘူးဒါတစ်ပိုင်း ဆိုတော့မထုတ်လို့ကြတော့ဒါပြိသက်တွေနည်းဖိအားပေးရမလို့တော့လားဒါပေးရပေးတော့ပေးရမှာပြိသက်နေနေရတခြားပေါ့နောက်နှစ်ကတော့ထုတ်ထုတ်မထုတ်ထုတ်အာဒီတာနေနေရဟိုသူကိုယ်တိုင်ရရောပြိသက်တွေရဲ့ဆန္ဒအရရောအသင်းရဲ့လူဝဲချက်အရရောအထူးသဖြင့်အရေးကြီးဆုံးကကစားသမားတွေရဲ့လူဝဲချက်အရရောဖလားတခုခုရဖို့ရတဲ့မီဟိုကာရာဝေါင် FA ဒီလောက်ကိုပြောနေမှာမဟုတ်ဘူးဟိုသူ့ရဲ့အချိန်ရတာဒီပရီးမီးယားလိဒါချန်ပီယံလိတခုခုရဖို့ရတဲ့အနေထားကိုရောက်နေပြီဘာလို့လဲဆိုရင်ဟို ာဒီဒါရဲ့တက်တန်းနဲ့ကြည့်မယ်ဆိုရင်ဒါနီးပြတယောက်အနေနဲ့ကဒီအသင်းမှာအသက်ဘယ်လိုပြောမလဲအသက်ကြီးတဲ့အထီကိုဘယ်လိုပြောအနည်း20အနည်းဖြစ်နိုင်အနည်း30 10နည်း20 30အေးစစ်နီးပြလို့ရတယ်သူတို့မှာအချိန်အများကြီးရှိတယ်အဲ့တော့သူတို့ကအခုဖလားမရလဲနောက်ငါးနှစ်မှနေလဲရလဲကိစ္စမရှိဘူးသူတို့ကအဲ့လောက်ကြည့်စရာမလိုဘူးနီးပြတော့ကအဲ့လိုပဲပြိတ္တတွေအနေနဲ့ကလည်းဒီလေးငါးနှစ်တွင်လေးဖလားမရလို့လို့ အားမပြည့်ရပိတ်သက်ဆိုတာမရှိဘူးကျွန်တော်ပြည့်သက်တွေဆိုတာဆာအားပြီးပြီဆိုတော့တက်တလုံးမတိမချင်းအားပြီးတော့မှာကျွန်တော်ဆိုအခုဟိုးဒီအာဆင်ဗန်ကတော်တော်ဆုတ်ပြတဲ့ခစ်တွေကနေရလဲအားပြီးခဲ့တယ်အခုခစ်တွေလည်းအားပြီးနေတယ်ဘယ်လောက်ဆိုဆိုကျွန်တော်အားပြီးနေအောင်မှာအဲ့ကျွန်တော်ပြည့်သက်တွေကိုလည်းဒါရချင်တာမှန်ပေမဲ့သူထက်ကြည့်စရာမလိုမှန်တယ်ဒါပေမဲ့သူအဓိကထက်ကြည့်ရမှာကစားသမားတွေကိုထက်ကြည့်ရမှာကစားသမားတွေအနေနဲ့ကသူတို့ရဲ့ prime time က average ဆိုရင်9နှစ်လောက်ပဲရှိတယ်9နှစ်6နှစ်လောက်ပဲသူတို့ရဲ့အကောင်းဆုံး chain ရှိရာ အလုံးလုံးရှိ10နှစ်ပေါ့ဒါတကယ်တော်တော်ကောင်းတဲ့တော်တော်ကိုကိုထိမ့်သိမ့်နိုင်တဲ့ကစားသမားမျိုးတကယ်အချိန်မှန်နေရာမှန်နဲ့တကယ်အသိနေရာမှန်မှာနေနိုင်တဲ့ကစားသမားမျိုးဆိုရင်10နှစ်လောက်အထိသူတို့ဒါအကောင်းဆုံးပုံစံထိမ့်သိမ့်နိုင်တယ်ပေါ့ဒါပေမဲ့ average ဆိုရင်တော့6နှစ်ကအလုံးဆုံးပဲကစားသမားတစ်ယောက်အတွက်အခုအာဆင်နယ်မှာကဟိုတခြားဒီ Declan Rice တို့ Odegaard တို့ထားလိုက်အောင်သူတို့ကဒါနည်းနည်းနောက်ကျမှရောက်တယ်အဲ့လိုပဲ Fukao Saka ထားလိုက်အောင်ဒါငယ်မျိုးချမ်းပါမှုလို့ငယ်လေးငယ်သေးတယ် ဟိုတခြားကဘာမတွေဆိုတာထားတော့သူတို့ခြေစမ်းနေပါနဲ့ရှင်ကျွန်တော်အဓိကပြောချင်တာဒါဂါဘီယယ်မကာဟေးစ်တို့ဆာလီဘာလို့လူကစားမောင်းရတဲ့ကြတော်တော်လေးကိုအားနာဖို့ကောင်းတယ်သူတို့အတင်းမှာရှိနေရ၄၅နှစ်ရှိနေပြီသူတို့ရဲ့အကောင်းဆုံးခြေဝဲတွေအကောင်းဆုံးအခြေအနေတို့အခြေအနေခြေစမ်းတွေကိုပြနေခဲ့တယ်အဲ့လိုအနေထားမှာခုထိထက်ထက်ထိသူတို့မှာလက်စုပ်လက်ကင်ပြစီရဘာထော်ဖီရှိတယ်ဘာမေဂျာထော်ဖီမှမရှိဘူးပြောချင်တာ တခြားမှတ်ထားပါလို့ဒီအရင်တော့ချိန်မာလိန်တို့ဘာလို့ပါအစလီဗာပူးရောက်သွားပြီးချန်ပီယံလိတွေပါရသွားသေးတယ်။တခြားဟိုတကယ်အသင်းကြီးတွေကဘာမှမဟုတ်တဲ့ဒီအရန်တွေကစားမားတွေဘာတွေကတောင်းမှာပြစီရမေဂျာထော်ပီဆိုပြီးရှိသေးတယ်။အခုသူတို့မှာကြောက်ဘာမှမေဂျာထော်ပီပြစီရမရှိဘူးဒီတက်ပြေရောက်နေပြီ။ဆိုတကယ်အားနာဖို့ကောင်းတယ်။ဟုတ်ဆာလီဗာဆိုရင်တည်င်းကြီးကထွက်လာပြီ။ဒါရီယယ်မက်ထရီနဲ့တည်င်းကြီးထွက်လာပြီ။ တကယ်ကျေးဇူးတင်မှုကောင်းတယ်ချီးကျူးမှုကောင်းတယ်ဒီလိုမျိုးသတင်းတွေထွက်လာတဲ့အချိန်မှာတော့ဆာလီဘာဘက်ကဘာတမ်းမှမထွက်ဘူး ACC ပဲနေတတ်တယ်သူသာကံမယ်ဆိုရင်ဆာလီဘာလိုအနေအထားမျိုးသူသာထွက်ချင်တယ်ဆိုရင်ကြိုက်တဲ့အတင်ကို ACC ကွာလို့ရတယ်ကိုစဉ်းစားကြည့်ဘယ်ဒီဥရောပအတင်းကြီးတွေထဲမှာတကယ်အကောင်းဆုံးစင်တာဘက်ဘယ်ဒီမှာရှိလဲတကယ်ဘာမှဒီလူအစ်မလူဘူးဆိုတော့ဒါစင်တာဘက်အတွဲဖက်မျိုးဘယ်အတင်းမှာရှိလဲဟိုလက်ရှိဥရောပအတင်းကြီးတွေမှာ real metric လူတာပေါ့ ဘာစီလိုနာအရန်လိုတယ်အာဦးဒီအာရူဟိုလိုကောင်မျိုးကိုကပတိန်လက်ပဲပေးထားတယ်ကြည်ကြည်အခုဆိုအရန်ထဲမှာပဲရှိနေတယ်လူတော်ပေါ့ဘန်မျိုးနဲ့အရေးချဒိုင်ယာလိုကောင်မျိုးတော်မှခေါ်ခဲ့တာဘာလို့မလိုအောင်လဲစာလီပါလိုချင်တာပေါ့လာမယ်ဆိုရင်အခုနေ့သက်ဆုံးတကယ်ကောင်းနေတာကျွန်တော်မြင်ပါလီဗာပူးလောက်ပဲဆန်တာပဲအတွဲဖက်ကကောင်းတယ်နှစ်ယောက်လုံးဒါလီဗာပူးတောင်မှစာလီပါကိုခေါ်လို့ရရင်ခေါ်ပါဆိုခေါ်မှာပေါ့ဘောက်လေဘန်နိုက်အသက်ကြီးနေပြီ အစားထိုးဖို့လိုနေပြီထို့မှာပဲ PSG ခေါ်ချင်တာပေါ့မာကွန်ညိုတို့နဲ့အစားထိုးချင်ပြီပြောချင်တာဟိုတကယ်အသိနေရခေါ်ချင်လားမခေါ်ချင်လားပြောတာမဟုတ်ဆာလီဘာကရမယ်ဆိုရင်လိုချင်တဲ့အကြောင်းကိုပြောတာအဲ့လိုမျိုးကစားသမားတွေပိုင်ဆိုင်ထားရတာတကယ်ကောင်းလေကောင်းသလိုဒီဖလားတွေကိုဘက်ကမရဘူးဆိုရင်လည်းစိတ်လဲပူပါတယ်သူတို့တကသူတို့ဒီကစား prime time လေး၄၅6နှစ်9နှစ်လောက်အတွင်းမှာသူတို့တကယ်ခြေစွမ်းနဲ့ထိုက်တယ်နဲ့အောင်မြင်မှုတို့ရအောင်ရတယ်နဲ့ဒါပေမဲ့သူတို့ခုထိလက်ဆုပ်စာကံမပြနိုင်သေးဘူး ဲ့အတွက်သူတို့အတွက်ဒါနောက်နှစ်ကကျွန်တော်ပြောချင်တာဒီအာဒီတာတွေလည်းမဟုတ်အတင်းတွေလည်းမဟုတ်ပရိသတ်တွေလည်းမဟုတ်ဒီလိုမျိုးကစားသမားတွေအတွက်ကိုကျွန်တော်ကရသေးချင်တာဒီအမေဂျာထော်ပြီးတစ်ခုခုကိုဆိုတော့ဟိုကာရီကာရဲ့အကာရီကာဖြစ်တာဂေဗီနေဗေးရဲ့စကားကိုပြန်ပြောရမယ်ဆိုရင်အာဆင်နယ်အနေနဲ့ကဒီ9နှစ်အတွင်းမှာပေါင်ကန်း900ကျော်တုံးထားတဲ့ team မှာတကယ်ဒီတိုက်စစ်အပိုင်းအတွက်ကြီးကြီးမားမားဖြစ်တင်တာတယောက်အပြင်မရှိခဲ့တာကတော်တော်လေးကို ဒါအံ့အားသင့်ဖို့ကောင်းနေဆိုတော့တကယ်ကျွန်တော်ထောက်ခံတယ်ဒီဘယ်အသိကြီးတွေမဆိုဖလားလူချင်းပြီဖလားရချင်းပြီဆိုရင်တကယ်တိုက်စစ်ပိုင်းကလုံးဝနာမည်ကြားရတယ်ရှိန်နေရမယ့်ကစားသမားမျိုးအစုဖွဲ့မျိုးရှိထားရမှာတကယ်ဖလားကြီးတွေ EBL ယူမလား UCL ယူမလားရှိထားရမှာဒါပေမဲ့ကိုအသိမှာခု9နှစ်လောက်အတွင်းကိုရှိမထားဘဲနဲ့ကိုအာဒီတာကဖြတ်တန်းနေရဖြည့်လည်းမဖြည့်သေးဘဲနဲ့ဖြတ်တန်းနေရတော်တော်အံ့အားသင့်ဖို့ကောင်းတယ် ဆိုတော့ကြတော့နောက်နှစ်ကဒေဇာဘောက်ဒီယာတီမှာတိုက်စစ်ပိုင်းကြီးကြီးမားမားဖြစ်ဖို့ဖြစ်ရမယ်နှစ်ခုပြီးခဲ့တဲ့လေဟောင်းနဲ့ပွဲဆိုကြည့်လိုက်တော်တော်ကြီးရဖို့ကောင်းတယ်ကိုတင်းကရှုံးနေတယ်ကိုပြန်လူနေတဲ့အခြေအနေမှာလူသားလဲတာစိုက်ဘက်တွေကြီးပဲလဲတာစဉ်းစားကြည့်တရားနေဝင်တယ်ဟိုကလာဖီယိုတွေဝင်တယ်ပြီးရင်စင်းချံကူဝင်တယ်လဲတဲ့တော့ကစိုက်ဘက်၃ယောက်လည်းဖြစ်တယ်လားဒီစိုက်ဘက်တွေပဲစုခေါ်နေရင်စဉ်းစားကြည့် တရားလေးရှိနေတယ်စင်ချာကိုခေါ်တယ်ဟုတ်ပြီအဲ့နေရာ तू မကြိုက်ဘူးအရင်ကနေမြန်ရှင်းထုတ်လိုက်တို့နေရာကိုအထက်ခေါ်တယ်တင်ပါဘန်ဝိုက်တူမီယာဆူလည်းရှိတယ်ခုထက်ခေါ်ရင်နောက်ဆုံးကလာဖီယိုရီကလာဖီယိုရီနောက်ဆုံးခေါ်လာကြီးကကျွန်တော်အနေနဲ့ကဟိုခေါ်လာတော့ကြိုက်ပါဒီကစားမမျိုးဒီကစားပေါက်မျိုးဖြစ်တင်းတာကြိုက်တယ်ဒါပေမဲ့တခြားနေရာတွေဖြစ်တင်းပြီးလို့မို့ဒါပုံနေလို့မို့ခေါ်ရင်တမျိုးတခြားနေရာတွေမဖြစ်တင်းမဲ့ဒီနေရာကြီးကိုထပ်ဖြေတာကြီးကဘလို့မှဟိုလက်ခံပေးလို့မရတဲ့အနေထားကြီး ်ဟုတ်စကယ်လီလေးပေါ်လာပြီအာဆင်နီကဒီစိုက်ဘက်တွေတင်ကိုဖူဘက်တွေတင်ကိုဟိုတသိန်းစာကန်လို့ရနေပြီတကယ်လည်းအဲ့လိုကြီးလုပ်ပြီးကန်နေတာပဲတော်တော်အန်းအန်းလေးကိုကောင်းတယ်အဲ့တော့ကြောင့်ဒီရာဒီရာမဖြစ်မနေဟိုဒီနောက်တန်းနေကွန်းလယ်ကြီးထားလိုက်တော့တိုက်စစ်ကမဖြစ်မနေဖြည့်ဖို့ဖြည့်ရမယ်နှစ်ဥမာပတ်စံမရဘူးဆိုတော့ဥမာတန်းတရာရတယ်အဲ့တန်းတရာလုံးအရင်ဆုံးတိုက်စစ်ကိုပဲဦးစားပေးဖြစ် priority အနေနဲ့ဖြစ်ပြီးမှပိုးလေးဟောက်တခြားနေရာဖြစ် ပြောချင်တာတန်တရာရတယ်တန်တရာရလို့မို့တိတ်မလာဘူးတခြားနေရာခေါ်ရမယ်ကွင်းလေကို63လိုက်လို့မို့40ပဲချန်တယ်ဒီလိုလုပ်လို့မရဘူးတိုက်စစ်ကိုဦးစားပေးဖြစ်ပြီးမှပူတဲ့ပတ်စံကိုတခြားနေရာတော့အဲ့လိုဒီ decision မျိုးနဲ့လာအောင်ဒီနွေရာဒီမှာအဲ့တော့ကြတော့တေချာပေါ့ဒါတိုက်စစ်ကိုဖြည့်မယ်ပဲထားပါတော့အဲ့တော့ဖြည့်ပြီးဆိုရင်တော့အဒီတာမှာဘာမှစင်ကြီးပေးစရာမရှိတော့နောက်နေမှာဒီထိုင်တာမပြတ်ဘူးကစားမရတာမရောင်းရဘူးဆိုရင်နောက်တန်းကလည်းတော်တော်စိတ်ချတဲ့အနေထားရောက်နေပြီကိုသမားနောက်တန်းခံစီပြောကြမလို့ ကွင်းလေဒက်ကန်ရိုက်စ်တို့တိုမက်စ်ပါတီဆက်ရှိဖို့များတယ်ပြီးမာတင်ဇူဗီမန်ဒီလည်းလာမယ်အိုဒီကန်လည်းပြောကြမလို့တော့အတိုက်စစ်သားသူဖြည့်လိုက်မယ်ဆိုရင်အရင်ဆုံးတယောက်လောက်ပဲဒေါင်ဟောင်မီဖြည့်မယ်ဆိုရင်စာကာရှိနေပြီနောက်တောင်ဒေါင်ဟောင်မီတယောက်လည်းနောက်တယောက်ကကန်ဟာဘက်ကန်ကန်မလားဘသူကန်ကန်ရတယ်နှစ်ယောက်လောက်ကောင်းနေပြီဆိုရင်ရပြီအဲ့တော့ကြောင့်ကွင်းလေရှေ့နောက်ကွင်းလေအကုန်လုံးကောင်းနေပြီဆိုရင်နောက်ရာသီမှာအာဒီတာနေနဲ့ဘာမှဆင်ကြီးပေးစရာမရှိတော့ဘူး injury by ပေးကြမလို့တော့ဘူး injury ရဲ့ကိုယ့်အကူဒါ management လုပ်ပြီးတော့လောက်ရမှာအခုလည်း injury နဲ့ဖြတ်တန်းလာခဲ့ရတာပဲအဲ့တော့ကြတော့နောက်တစ်နှစ်ကတေချာဘောက်အာဒီတာရအောင်ရရတဲ့တဲ့နှစ်ဒီဟာအဲ့ဖလာမရလို့မို့လို့ကျွန်တော်အနေနဲ့ကအာဒီတာထွက်ဖို့လိုပြီးထွက်ရမယ်ဒီဘာကြီးကျွန်တော်မပြောဘူးဒါပေမဲ့ရတဲ့နေလို့ပြောတာဘလူးအတွက်လည်းဆာလီဘာတို့ကာဗီမကာဟေးစတိုလို့ကစားသမားမျိုးတွေအတွက်ထိုက်တန်တဲ့ရလမျိုးရတဲ့မီဒဂန်ရိုက်တို့ကခုမှရောက်တာသူဥယောပဟိုမှာလည်းဝါဆန်မှာလည်းကန်ငယ်ကန်ငယ်ဘူးတယ်ဖလာဥယောပဖလား ။ဟိုဒီကရောက်တာမကြသေးဘူး။ဒါရီယယ်မက်ထရစ်မှာသူဘယ်လိုရရရတော့မရဘူး။မေဂျာထုတ်ပြီးတော့မရခဲ့ဘူး။ဒါပေမဲ့ရောက်တာမကြသေးဘူး။လက်နည်းနည်းစောင့်လို့ရသေးရဲ့။ဆက်ကငွေမွေးချံပေါင်ငယ်သေးတယ်။ဒါပေမဲ့ဆာလီဝါလို့ကပိုက်ကာဗီယမလာဟစ်တိုကကြတော့ငွေမွေးချံပေါင်လည်းမဟုတ်ဘူး။ရောက်တာလည်းကြာနေပြီ။သူတို့ခြေစွမ်းနဲ့ထိုက်တဲ့နဲ့အောင်မြင်မှုကိုရအောင်ရသင့်ပြီ။ဆိုတော့သူတို့အတွက်နောက်နှစ်ကိုကျွန်တော်ရအောင်ရတဲ့ဖလားတကြီးမမတစ်ခုရအောင်ရတဲ့အဲ့ရဖို့အတွက်တေချာပေါက်ဒီရာဒီမှာနွေရာဒီမှာဖြစ်တင်းရမှာ priority အနေနဲ့ကတိုက်ဆင်မှု တကယ်နာမည်ကျတဲ့ချိန်မဲ့ဒါလူတွေဟိုခေါ်ပြီးလို့မအောင်မင်နာမအောင်မင်နာနောက်ထားကိုဘက်ကဒါခေါ်လိုက်တယ်လုံးတင်တာလုံးလိုက်တယ်ဆိုတဲ့အနေအထားမျိုးပဲလိုချင်တာအဲ့လိုတရားဝလုံးရမယ်တကယ်လို့အောင်မီမီဆိုရင်လည်းအဲ့လူစင်ရင်နဲ့အဲ့အခြေအနေနဲ့အာဒီတာရမရဆောင်ကြည့်ရမယ်တရားဝကိုရမယ်နဲ့ရောက်ပြီဒါအားကြောင့်မလို့ဒါအာဒီတာရဲ့နောက်ဆုံးတစ်နှစ်လားပါလားဆိုတော့ခေါင်းစဉ်တက်ထားပေမဲ့ဟိုဒါမရလို့မို့ထွက်ရမှာတော့မဟုတ်ဘူးကျွန်တော်ရှေ့မှာပြောရတဲ့အတိုင်းပဲဘုတ်ဖွေကထုတ်မှာတော့မဟုတ်ဘူးဒီလိုမျိုးနီးပြမျိုးကိုဒါပေမဲ့နောက်ဆုံးတစ်နှစ်အနေနဲ့ ရာသီနဲ့နေထားရောက်ပြီးဆိုတော့တေးကြတယ်အဲ့နောက်ဒီနှစ်မှာသူမရောက်ဆိုရင်သူရောက်တော့ထွက်ရမှာမဟုတ်ဒါပေမဲ့အခုဒီနောက်နှစ်မှာဖလားကြီးမှာတစ်ခုမရောက်ဆိုရင်အာဆင်နယ်တဲကတကယ်အဓိကကစားသမား2ယောက်3ယောက်လောက်ကအဲ့မရတဲ့နောက်နှစ်မှာတေးကြပေါ့အတင်းကြောင်းကွန်ဆိုတော့ကျွန်တော်တေးကြတယ်အခုဒီကာလမှာဟိုဒါဆာလီပါစာချုပ်ချုပ်မချုပ်ကျွန်တော်ဆက်ပြီးစောင့်ကြည့်ရမယ်ကျွန်တော်လည်းအရင်ဟိုယုံကြည်မှုတော့မရှိဘူးဒါပေမဲ့စောင့်စောင့်လို့ကြည့်ရမယ်ပေါင်းလက္ခဏာတော့စောင့်တယ်ဘာပဲပြောပြောတေးကြပေါ့ဒါနောက်နှစ်ရမယ့်အနေထားကိုကြောင်းနေပြီလို့ကျွန်တော်ပဲသုံးသက်ချင်ပါတယ်ဒါတော့ဒါ အာဒီတာနဲ့ဒါအာဆင်နယ်ရဲ့အနာဂတ်ရောအတင်းအာဆင်နယ်အတင်းအခြေအနေရောဒါဆူဖလားလမ်းကြောင်းတွေအခြေအနေရောကျွန်တော်ဒါအရှိကြီးဒါသုံးသက်တင်ပြပေးခဲ့ရဖြစ်ပါတယ်ဒါအားလုံးရဲ့ဒါအတွေးအမြင်တွေရှိရင်လည်း comment မှာဝင်ရောက်ဆွေးနွေးပေးကြပါကျွန်တော်ပြန်ပြီးတော့ဒါတော့ဘိုင်းပြန်ပြီးတော့တယောက်ချင်းကြီးပြန်ပြီးဆွေးနွေးပါမယ်အားလုံးကျေးဇူးတင်ပါတယ်